ပင်မင်္ဂလာပါဒီနေ့ယွန်အားဆာကူရာထဲမှာဘယ်လာလုံနီလေးပြတ်မှာပဲဖြစ်ပါတယ်။ဘယ်လာလုံနီကိုပြတ်ပြတ်မှာဆိုတော့အရင်ဦးဆုံးဘယ်လာသပင်နှစ်ထပ်ဖြစ်တဲ့တော့သပင်နှစ်ထပ်အရင်လုံးရပါမယ်။ဆိုတော့ယွန်တို့မီနူးထဲကိုဝင်ပြီးတော့အပြင်ကိုပြန်ထွက်မယ်ပေါ့နော်။မီနူးထဲကိုဝင်ပါပြီးသွားလို့ရှိရင်ဒီဘက်ကဘတ်တူချောင်းဆိုတဲ့နေရာကြီးထဲမှာအပြင်ကိုပြန်ထွက်မယ်ပေါ့နော်။အပြင်ကိုပြန်ထွက်ပြီးသွားလို့ရှိရင်ယွန်တို့အင်ဂျီလဲတဲ့နေရာထဲမှာကောင်းမလေးကိုက မင်္ဂလာဝတ်ဆောင် wedding dress ပေါ့နော်ဒီ wedding dress လေးလဲပြရမှာဖြစ်ပါတယ်ပြီးတော့စပင်ကတော့ယွန်ကာ hair 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 style မှာတော့ကောင်းမှတ်ဒီတခါလေးသုံးထားပြီးမှာပေါ့နော်ဘယ်လစပင်အယောင်ကဘာယောင်လေးလဲအညိုယောင်လေးပဲလားမသိဘူးဟုတ်တယ်ထင်တာပဲဒီတိုင်းလေးပဲထားလိုက်တော့မယ်ပေါ့နော်အာဘယ်လစပင်အယောင်လေးကသူ့ယောင်လေးကဟုတ်တယ် ဒီလောက်ဒီလိုအယောင်လေးပေါ့နော်ဘွားကိုလည်း chapter လေးပြပါမယ်ဘွားကတော့နေကြပဲပေါ့နော် okay ပြောလို့ရှိရင်တော့ဒီ bat ကိုပြန်နှိပ်ပြီးတော့အထဲကိုပြန်ဝင်လိုက်လို့ရပါပြီဒီဦးစောရဲ့ video လေး Vivian လေးခံပြီးကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ပေါ့နော်ဆိုတော့ you know ဘွားရဲ့ဘွားရဲ့အိမ်ကိုသွားလိုက်ပါမယ်อืมบวายยောက်ပြီးွားရေဆိုရင်တော့ဘွိုင်းပြောင်းမယ်ပေါ့เนาะဘွိုင်းပြောင်းပြီးွားလို့ရှိရင်ဒီခဲကိုစကားပြောပြီးတော့လက်ဆွဲမယ် နဲ့ဆွဲပြီး copy chrome one ပေါ့နော် copy chrome one လုပ်ပြီးလို့ရှိရင်ခဲကိုလက်ဖြုတ်လိုက်ပါလက်ဖြုတ်ပြီးရင်ဒီဘက်ဒီခဲကောင်မလေးကိုလက်ပြန်ဆွဲလိုက်ပါနော်ပြီးရင်ဒီဘက်ပေါ်က chrome ကိုပြန်နှိပ်လိုက်ပါအဲ့ခါကြလို့ရှိရင်တော့ရွံ့တို့ဒီမှာကိုပွားဝါးကြီးပေါ့နော်ကိုပွားဝါးကြီးဖြစ်တဲ့တော့ကိုရွံ့ကခဲပြန်ပြောင်းယူပေါ့နော်ခဲပြန်ပြောင်းလိုက်ပြောလို့ရှိရင်ဒီအတုကောင်မလေးကိုရွံ့တို့စကားသွားပြောပါမယ် အာသူ့ဘာဖြစ်တဲ့အရန်ချော်တဲ့ပညာပေါ့သူအလိုလေးတော့ပြောလိုက်ပါမယ်ပြောရလို့ရှိရင်ယူနိုဒီဘက်စကားပြောတဲ့နေရာလေးတွေကနေပြီးတော့အင်ဂျီလဲပါမယ်လဲတဲ့အင်ဂျီကလည်းအပေါ်ဆုံးကိုယူနိုအများကြီးဆွဲတင်ပြီးပေါ့နော်အပေါ်ဆုံးမှာပဲသူကရှိရဖြစ်တဲ့တော့ပြောရလို့ရှိရင်ဒီမှာ custom wear ဆိုတဲ့နေရာလေးပေါ့နော် custom wear ဆိုတဲ့နေရာထဲမှာနေပြီးပါအာပြောလို့ရှိရင်ယူနိုသူ့စပင်းနဲ့ပြောင်းမယ်ပေါ့နော် စပင်ကယောနိုသူ့ကိုစပင်ဖားလာလီပြီးလုံးမှာဖြစ်တဲ့သူကဖားလာလီပြောင်းပြပါမယ်။အဲ့ဒါပြီးရင်တော့ယောသူ့ကိုခြီးလိုက်ပါမယ်။ carry လိုက်မယ်ပေါ့နော်။ပြီးရင် point ပြောင်းမယ်။ point ပြောင်းပြီးသွားလို့ရှိရင်ဒီကောင်မလေးကိုလည်းပြန်ပြီးတော့ carry ပါမယ်။ carry လိုက်လို့ရှိရင်ကောင်မရဲ့လက်လေးကဒီတန်တန်လေးဖြစ်သွားပြီပေါ့နော်။အဲ့လိုလက်တန်တန်လေးဖြစ်သွားလို့ရှိရင်ချလိုက်ပါ။အဲ့ခါကျရင်ယောနိုဂဲပြန်ပြောင်းပါမယ်။ဂဲပြန်ပြောင်းပြီးသွားလို့ရှိရင်ဒီကောင်မလေးပြချလိုက်ပါတော့။အတူမလေးပြချလိုက်တော့ပေါ့နော်။အဲ့ကောင်မလေးပြချပြီးသွားလို့ရှိရင်ယောနို့ ဝင်ပြီးတော့ကြိုက်တဲ့စပင်တစ်ခုကိုဝင်ယူလိုက်ပါယုံကတော့စတုံးမဲယူပါမယ်โอเคယုံကစတုံးမဲပေါ့နော်အဲ့ခါကျလို့ရှိရင်ဒီလိုမျိုးကဒုံးမာကြီးဖြစ်သွားပြီပေါ့နော်ကဒုံးလေးဖြစ်သွားပြီဆိုလို့ရှိရင်ယုံတို့အင်ဂျီလဲလို့ရပါပြီအဲ့ဒီထဲမှာယုံကလိုကိုလိုအပ်တဲ့အင်ဂျီကိုလဲရမယ်ပေါ့နော်အရင်ဆုံးညောပါတီ dress လို့ရတော့ party dress ပဲလဲပါမယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီလိုပုံလေးဖြစ်သွားပြီပေါ့နော်အဲ့မှာစတုံးလေးနဲ့ ဘယ်လာစပင်ပုံစံကြီးရတော့ရပါပြီ။ party dress ကိုလည်း you know အဝါလေးပြောင်းပေးမယ်ပေါ့နော်။အဲ့ဒါဆိုလို့ရှိရင် menu ထဲဝင်ပါမယ်။ menu ထဲဝင်ပြီးတော့ဒီက chara update ဆိုတဲ့နေရာထဲမှာဒီဘက်က close color ဆိုတဲ့နေရာမှာရွံအဝါလေးပြောင်းပေးမယ်ပေါ့နော်။ဘယ်လာအင်ကြီးအရောင်နဲ့တူမဲ့အဝါရောင်မျိုးလေးကိုရွံရွေးပြီးပြောင်းပေးပါမယ်။ပဲလာအင်ဂျီအဝါရောင်လေးက okay ဒီတိုင်းဆိုရင်တော့ရည်ပေါ့နော်အဲ့ဒါဆိုရင်တော့ရုံးလို့အပြင်ထွက်လို့ရပါပြီ အာညီမလေးကတော့နေခဲ့လိုက်တော့ပေါ့နော်သူပါလာမဆိုလို့သူသူဖိတ်လို့ပြောပြီးတော့ချခဲ့လိုက်ပါတော့မယ်နောက်ဆိုရင်နောက်ကနေတကောက်ကောက်လိုက်မှာဆိုလို့ပေါ့နော်โอเคညီမတို့ဒီမှာဒီတိုင်းနေအင်ဂျီလေးရပြီဆိုတော့အဲ့ဒီအင်ဂျီကိုမှဒီတိုင်းမရသေးပါဘူးဘယ်လာမဖြစ်သေးဘူးပေါ့နော်လိုအပ်ပါသေးရဲ့လိုအပ်တယ်ဆိုတာတခြားမဟုတ်ပါဘူးခေါင်းဝင်လေးဖြစ်ဖို့ပေါ့နော်အဲ့ဒါဆိုရင်မီနူထဲကိုဝင်မယ်ပြန် frost ဝင်ပါမယ် frost ဝင်ပြီးသားလို့ရှိရင်ဒီက음 နနာကိုမှယူရတဲ့ပြည်စီပေါ့နော်အဲ့မှာဝင်ယူရပါမယ်음ရွှန်လိုက်ရှာလိုက်ပါအောင်မယ်ပေါ့နော်โอเคဒီဘက်က right right hand ဆိုတဲ့နေရာထဲမှာပေါ့နော် belt ဆိုတဲ့နေရာထဲမှာရွံ့ွားထီးရှာမှာပဲဖြစ်ပါတယ်ဒီပေါ်ဆုံးဟာလည်းထီးပဲပေါ့နော်ဒါပေမဲ့ဒီဟာတိတ်မလာလို့ရွံ့အဲ့ဒီဟာမယူပါဘူး အခြား ठी ကိုလိုက်ရှာပါမယ်ပေါ့နော်โอเคဒီဘက်ကျောက်နာလီယာ umbrella ဆိုရယ် fan light ဆိုရယ်ဘေးနာမှာ umbrella ဆိုပြီးရှိပါသေးရယ်ပေါ့เนาะ ီလိုပုံစံသီးလေးကိုပဲယူပါမယ်အဲ့လိုပုံစံလေးကလှလို့ပေါ့နော်ညဆိုလို့ရှိရင်ရောကဒီအောက်မှာအီသီးလေးကိုတဲ့ပေးရမှာပဲဖြစ်ပါတယ်အဲ့ဒီနေရာမှာပေါ့နော်ကျွန်တော်ထီးလေးကိုတေချာတက်ပြပါမယ်။ဒီ H+ ကို Z+ ကိုနှိပ်လို့ရှင်ထီးလေးကဒီလိုမျိုးနည်းနည်းရှေ့ကိုဆောဆောင်းလေးဖြစ်လာနိုင်မယ်ပေါ့နော်။ကျွန်တော်လိုချင်တာကလည်းအဲ့လိုပုံစံဆိုတော့လေအဲ့လိုလေးပေါ့နော်တေချာလေးညှိပြလိုက်ပါ ပြီးွားရင်တော့ဒီအောက်အောက်ကိုဆွဲချတဲ့ဟာဒီကိုတုံးပြီးရောယွန်းတို့အောက်ကိုဆွဲချမှာပဲဖြစ်ပါတယ်အောက်ကိုဆွဲချပြီးရင်ဒီဘက်ပြီးမှာခလုတ်ဒီပိုင်းနဲ့တေးကြကောင်းရင်ပုံစံလေးကိုညှိပေးမယ်ပေါ့နော်။ Okay ။တေးကြလေးကိုညှိပေးပါမယ်။ဟာအဲ့ဒီခါဆိုလို့ရှိရင်ယွန်းတို့ကဒီ ठी ကိုခါလာပြောင်းမယ်ပေါ့နော်။ ठी ကိုလည်းအဝါရောင်လေးပြောင်းမယ်ပေါ့နော်။အဲ့ဒါမှဘယ်လာအယောင်လေးနဲ့တူမှာမို့လို့ပါ။ အဲ့ဒါဆိုလို့ရှိရင် you know ဒီဒီ HYZ or or ဆိုတဲ့နေရာထဲမှာ you know ဒီ T ကိုပေါ့နော်ကကလေးခေါင်းဝင် ပုံစံကကလေးရှိရှိလေးဖြစ်အောင်လုပ်ပေးရမှာပေါ့နော်ဟွန်းအပ်လို့ရှိရင် you know တေးကညှိပေးရမယ်ပေါ့နော်ကောင်မလေးခေါင်းဝင်ဝတ်ထားတဲ့ပုံစံအတိုင်းတေးကြ ျွန်းလိုအပ်ကြည့်ပြီးညှိပေးရမှာပဲဖြစ်ပါတယ်။အောက်မှာလိုနေသေးရတော့ဒီ wine plus လေးကိုနှိပ်ပြီးတော့ကြီးပေးရှေ့ပေးလိုက်ပေါ့နော်။ကာဝင်လေးကိုလည်းကကားလေးဖြစ်ချင်လို့ရှင် ကိုကားကျင်တော့ကားလို့ရပါတယ်။ကာဝင်ကိုပြောတာနော်။ကာဝင်ကိုကားကျင်တော့ကကားလေးဖြစ်အောင်လုပ်လို့ရတယ်ပေါ့နော်။음နည်းနည်းလေးရှိသွားတယ်ပေါ့နော်နည်းနည်းလေးရှိသွားရင် hour high မမြင်ရမှာဆိုလို့ယူอ่ะโอเค ။အဲဆိုရင်တော့ဒီမှာဒီလိုပုံစံလေးဖြစ်နေပြီပေါ့နော်။ဒါပေမဲ့ post ကမမိုက်ဘူးပေါ့နော်။ယုံတော့သူ့ကိုလမ်းလျှောက်ပြီးတော့ဖြည်းဖြည်းလေးပဲသွားမယ်ပေါ့နော်အဲ့ဒါမှလှလှလေးဖြစ်မှာမို့လို့ပါလက်ကဒီလိုကြီးဖြစ်နေရဲ့ဒီလိုကြီးကိုမလိုချင်ဘူးယုံတော့ချာ post နဲ့လုံမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှင် menu တဲ့ကိုပြောင်းဝင်မယ်ဒီဝရင် post တဲ့ကိုပြောင်းဝင်မယ်ပေါ့နော်ပြီးဒီဘက်တော့ post move ဆိုတဲ့နေရာထဲမှာယုံတော့ ခြိုက်တဲ့ post ကိုပြောင်းပေးပါတော့ခြိုက်တဲ့ post ဆိုပေမဲ့အစဉ်ပြေမဲ့ post မျိုးကိုပဲပြောင်းပေးလို့ရလိမ့်မယ်ဒီနာတပယ် post ဆိုတဲ့နေရာထဲမှာအော်အားချ post ဆိုတဲ့နေရာထဲမှာပြောင်းကြည့်မယ်ပေါ့နော် အဲ့ဒါဆိုလို့ရှိရင်ခေါင်းရဆဆောင်းလေးဖြစ်သွားရပေါ့နော်လက်အောက်ချလိုက်ရတော့အဲ့ဒီလိုလက်အောက်ချလိုက်တဲ့တော့ယွန်းတို့ဒီခေါင်းကိုစောင်းရတယ်ပေါ့နော်စောင်းရတော့ဒီဟာကိုယွန်းတို့ပြန်ပြောင်းမယ်ပြန်ပြောင်းမယ်ဆိုတော့ဒီလိုပြန်တဲ့မယ်ပေါ့ကွာဒီအမှန်မတော်ပါနဲ့လို့ဘယ်အမြင်ကိုသူကတတ်နေမသိစိဒီခေါင်းဝင်တစ်ခုကတော့โอเคဒါလေးကိုတေးကြလေးယွန်းတို့ဆွဲချပြီးပါမယ် T ဆိုတော့တည်ရမလားနည်းနည်းလေးရောလေးရဲ့ပုံစံလေးပေါ့နော် Okay ပြောရရှင်ဒါလေးကိုတေးကြလေးညှိပေးပေါ့နော်အော်စောနာအတိုင်းလည်းထားလို့ရတယ်ကွာတည်လားရောစောနာအတိုင်းဘာလို့မထားလဲလို့မေးလို့ရှိလို့ရှင်စောနာအတိုင်းမထားဘူးဆိုတာလीပို့ကထားလို့အဆင်မပြေဘူးပေါ့နော်အဲ့ဒါကြောက်ပါ ဒီမှာပဲလာလို့ပြီးလို့ရှင်ယုံရီကောလောက်တဲ့ဟာတခုကိုလည်းပြောပြပေးပါမယ်မိထားတဲ့ဖန်ညမလီနဲ့ဖန်ညမလီကိုပြောပြပေးမယ်ပေါ့နော်ယုံကသူမေးနေတယ်ပေါ့နော်အမပြဟာနဲ့ recording လောက်တာလေတဲ့အဲ့လိုသူမေးနေရလဲကြာနေပြီကွာယုံကပြတ်မဖြစ်ပေးနိုင်ပေါ့နော်အားလဲနာပါတယ်အိမ်ညမလီကိုတကယ်ပါစိတ်လဲဆိုးွားရလာမသိဘူးပေါ့နော်အော်အားလဲအားနာပါတယ်တကယ်ပါပဲ ယွန်းလဲမအားတော့တိတ်ပြီးမပြဖြစ်ဘူးပေါ့နော် အားကြောင့်မလို့ပါအင်းโอเคဒီဟာဆိုရင်တော့ကောင်းရင်အနောက်မှာဝင်ဖြစ်နေရယ်အဲ့ဒီတော့အနောက်နဲ့အရှိကိုညှိပါမယ် ဒီလိုလောက်တာတွေကတေချာညှိသွားတယ်ပေါ့နော်တေချာညှိမှပဲအဆင်ပြေမှာမို့တော့လေတေချာကိုတော်တော်ညှိယူရတယ်အားချအားချယွန်းဒီလိုကျတို့တွေတိတ်မလုပ်ပြဘူးပေါ့နော်အိမ်ဆောင်နေပါနေကျတို့တွေတွေပဲလုပ်ဒီအားဆိုလို့ရှိရင်တော့ယွန်းတို့ဒီမှာပဲလာအလှလှလေးတော့ရပါပြီပေါ့နော်ဆိုတော့ယွန်းတို့အာပြီးသွားလို့ရှိရင်အခုရနေကြည်ကြည်ကြမယ်ပေါ့နော် မရာအိုးရနေကြည့်ကြည့်မယ်။ Okay ဒီတိုင်းဆိုရင်တော့အရန်ဟိုမှာလှပတဲ့ဗီလာလေးရနေပြီပဲဖြစ်ပါတယ်။ကျွန်တော်တို့ကြည့်ကြည့်ကြပါအရန်လှပါတယ်ပေါ့နော်။ဆိုတော့ဒီနေ့အာဒီမှာယွန်ဖဲလာလို့ဗီလာလုတ်ပြပြီးပြီပေါ့နော်။ Okay ဒီမှာဗီလာလေးကိုလမ်းလျှောက်ပြမယ်။อืมပြောရလို့လေ లై လောက်ကြည့်ပေါ့เนาะဒါကလမ်းလျှောက်တဲ့ warm mood နဲ့ဆိုရင်ပုံမိုက်ပါတယ်ဒီ లై ဆိုရင်တော့တိမ်မမိုက်ပေါ့เนาะ ဝါရမှုနဲ့ဆိုရင်ပုံမိုက်တယ်။ Okay ဒီမှာကြည့်ပါဒါလီယာရဘယ်လာလီပြပါရေးပဲဖြစ်ပါတယ်ပေါ့နော်။ဘယ်လာလီယာဝင်ဆိုရင်တော့ your record လောက်တဲ့ဟာကိုပြပေးပါမယ်။ fan ညီမလေးပေါ့နော်။ဆိုတော့ရုံးတို့ gain ရချလိုက်ပါမယ်။ your record လောက်တဲ့ဟာဒီ Asoc Eric A recorder ဆိုတဲ့ဟာပဲဖြစ်ပါတယ်။ရုံးကုများထူရတဲ့ဟာပေါ့နော်။အဲ့ဒီဟာနဲ့ recording လုပ်တာပါ။ညီမလေးလည်းအဲ့ဒါနဲ့ recording လုပ်လို့ရပါတယ်ပေါ့နော်။ဒီဟာပေါ့နော်။အဲ့ဒီဟာလေးပေါ့နော်။အဲ့ဒါလေးနဲ့ recording လုပ်လို့ရပါတယ်။ ကဲဆိုတော့ဒီနေ့ဗီဒီယိုရတော့ဒီလောက်ပါပဲဒီနေ့ဗီဒီယိုမှာယွန်းကအရန်အောင်မှချက်ဖို့ကောင်းနေပဲလားလို့ပြခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ယွန်းရဲ့ဗီဒီယိုလေးကြိုင်ယွန်းချိုင်နေလို့ဒါရင် subscribe လေးလုပ်ပြီးတော့အပိကြပါအောင်ကြည့်ရှုပေးကြအားလုံးကျေးဇူးတင်ပါတယ်ပြီးတော့ဗီဒီယိုလေးကိုလည်း VPN လေးအမြဲတမ်းခံပြီးကြည့်ပြီးပို့တောင်းဆိုချင်ပါတယ်ဆိုတော့အားလုံးပဲ bye bye